ဘောချောင်းတပါဒီဝင်းနေမှာလာဆောင်မဲမဲမျက်နှာလိုချင်တာတွေကုန်ဝဲပြီးမင်းရဲ့မွေးနေမှာ စတောင်းစကားလေးပြန်လွှင့်နေရေဒီယိုဒီစင်ဖိုင်ရဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် အမတ်တရားနေ့အစီအစဉ်အားနေ့ဒီကနေ့စက်တင်ဘာလ30ရက်နေ့မှာမွေးနေ့ပြမြောက်ကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပန်းဝေတောင်းဆိုပေးထားတာတွေကိုအမတ်တရားနေ့အစီအစဉ်အားနေပြီးတော့ထုံးလွှင့်တင်ဆက်ပြီးတော့မှာပဲဖြစ်ပါရယ်ရှင်။ တရားနေ့အစီအစဉ်အားနေပြမဆိုးဆူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့နေပြည်တော်ပုံပသီရီမာနေတဲ့ချစ်မေမေတို့ချစ်ချစ်ရဲ့ဒီနေ့မှပြေမြောက်တဲ့82နှစ်ပြည့်မွေးနေ့အတွက်ကိုပအဝင်တောင်းဆိုပေးလာတာဖြစ်ပါတယ်ချစ်မိမေတို့ချစ်ချင်းရဲ့ဒီနေ့မှပြေမြောက်တဲ့မွေးနေ့အတွက်ကိုတော့နေပြည်တော်ပုံပသီရီမာနေတဲ့တာဖြစ်သူဘိုမူဝင်းထက်ဆိုဒေါ်အေးတန်းနိုင်နဲ့မြေးဝီနီယန်တို့ကပအဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်ရှင် ဟုတ်ကဲ့ပါရှင်ဒီနေ့မှမွေးနေ့ပြည်မြောက်တဲ့နေပြည်တော်ပုံပသေးရီကအန်တီဒေါချင်းချင်းရဲ့မွေးနေ့အတော့ကိုအမတရားနေ့အစီအစဉ်ကနေပြီးတော့မွေးနေ့စုမုံကောင်းလေးတောင်းစုပြုပေးကြပါတယ်ရှင်ဒီနေ့မွေးနေ့လေးရနေစားပြီးတော့အမြဲတမ်းကျမ်းမာပျော်ရွှင်ပါစေအသက်ရကြောရှင်စွာဖြင့်ချစ်ရတဲ့မိသားစုတွေနဲ့အတူတူအသက်ထက်ဆုံးနေထိုင်တော်နိုင်ပါစေ အနာမျိုး96ပါးကင်းဝေးပြီးတော့အလူရေဆက်လက်နဲ့မကွာလူတန်းနိုင်တဲ့အလူတရက်ကောင်မကြီးလေးဖြစ်ပါစေလို့ငွေနေစုမုံကောင်းလေးတောင်းစုချွေမိလိုက်ပါတယ်ရှင်အမဒီယာနေ့အစီအစဉ်အားနဲ့ထမှန်ပြီးတော့စူတောင်းပေးခြင်းနဲ့ငွေနေရှင်ကတော့ပကိုးမျိုးကစာကြည့်ဖြိုးလေးရဲ့ဒီနေ့မှပြင်းပြောင်းတဲ့ငွေနေအတွက်ကိုပောင်းဝင်တောင်းစုပေးထားတာဖြစ်ပါတယ် စာကြည့်ဖြိုးလဲရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့ရွှေကျင်မြို့မှာနေတဲ့ခြေရတဲ့ညီမလေးကပအဝင်တောင်းဆိုပေးလာတာဖြစ်ပါတယ်။မွေးနေ့စုမုံစကားလေးရတော့မွေးနေ့မှစပြီးတော့တဲ့စိတ်ချမ်းသာပါစေ။အလောက်ကတွေလည်းအဆင်ပြေပါစေ။အမြဲတမ်းပျော်ရွှင်ပါစေဆိုပြီးတော့မွေးနေ့စုမုံစကားလေးတောင်းဆုချွေပြေးထားပါရဲ့ရှင်။ ီတကားဆူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့ကျက်ခမီမျိုးကဗိုလ်ကြီးမင်းမြတ်သွင်းရဲ့ဒီနေ့မှပြင်းပြောက်တဲ့35နှစ်ပြည့်မွေးနေ့အတွက်လေးကိုပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်။ဗိုလ်ကြီးမင်းမြတ်သွင်းရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့ပြင်းဦးနဲ့မှနေတဲ့ဆရာမဒေါ်ဆွေစင်ဝင်းကနေပြီးတော့ပါဝင်တောင်းဆိုပေးထားပါတယ်ရှင်။ ဟုတ်ကဲ့ပါအမတရားနေ့အစီအစဉ်အားနေဒီတစ်ခါဆူတောင်းပေးခြင်းနဲ့မွေးနေရှင်ကတော့မတရားမျိုးကမောင်လေးအောင်ခန့်ဖြူရဲ့ဒီနေ့မှပြေးမြောက်တဲ့33နှစ်ပြည့်မွေးနေ့အတွက်လေးကိုပအဝင်တောင်းဆိုလာတာဖြစ်ပါတယ်။မောင်လေးအောင်ခန့်ဖြူရဲ့ဒီနေ့မှပြေးမြောက်တဲ့မွေးနေ့အတွက်ကိုတော့ပြည်မျိုးမာနေရဲ့နှွေးရနေပြီးတော့ပအဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ်။မွေးနေ့ရှင်အတွက်မွေးနေ့ဆုမွန်စကားလေးရတော့ဒီနေ့မွေးနေ့လေးမှပျော်ရွှင်ပါစေ။နေ့ရက်တိုင်းမှလည်းပျော်ရွှင်စွာနဲ့နေထိုင်ရပါစေ။ မိဘအပေါ်တည်တတ်တဲ့တာကောင်းယတနာဖြစ်ပါစေ။ချင်းအားသူနဲ့လည်းပေါင်းဖက်ရပါစေ။ဆန္ဒနဲ့ဘဝတထက်ထဲကြပါစေဆိုပြီးမွေးနေ့ရှင်အတွက်မွေးနေ့ဆုမွန်စကားလေးတောင်းဆုချေပေးထားပါတယ်ရှင်။အမတ်တရားနေ့အစီအစဉ်အားနဲ့ထမှန်ပြီးတော့ဆုတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့နေပြည်တော်ကမောင်လေးရဲလင်းဆိုရင်ဒီနေ့မှပြင်းပြောက်တဲ့33နှစ်ပြည့်မွေးနေ့အတွက်ကိုပေါင်းဝင်တောင်းဆုပေးထားတာဖြစ်ပါတယ်။မောင်လေးရဲလင်းဆိုရင်ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့ တငယ်ချင်းတွေဖြစ်ကြတဲ့တောင်တွင်းကြီးမှနေတဲ့မခင်များဝင်မန္တလေးကမအေးမျိုးတန်မန္တလေးကပန်းချေသူမအူဝေမျိုးကလှလှခိုင်ပင်တရားကအေးအေးအောင်ကေခိုင်ဝင်ခက်ခက်ခိုင်ညမလေးနဝတ်တာမမေသူ မခင်ယေတနာ ကိုချစ်မင်းဦးကိုစီသူကိုဆောင်ဦးလိုက်တို့ကနေပြီးတော့ပါဝင်တောင်းဆိုပေးထားပါတယ်ရှင် ။ငွေနှင်းရှင်အတွက်ငွေနှင်းစုမုံစကားလေးရတော့နေရတိုင်းမှာပျော်ရွှင်ပါစေ။မိဘအပေါ်မှာလည်းလှုပ်ကြွေးပြုစုနိုင်တဲ့တာကောင်းရတနာလေးဖြစ်ပါစေ။ချစ်တဲ့သူနဲ့လည်းအမြန်ဆုံးစုံစည်းနိုင်ပါစေဆိုပြီးငွေနှင်းစုမုံစကားလေးတောင်းစုချွေပေးထားပါရရှင်။အမတရားနဲ့အစီအစဉ်အားနဲ့ထပ်မံပြီးတော့ဆူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့ပြင်းဦးလင်းမျိုးငရံချောင်းရက်ွက်မှနေတဲ့ညမလေးဝိုင်းသီရီကျော်ရဲ့ဒီနေ့မှပြင်းမြောက်တဲ့29နှစ်ပြည့်မွေးနေ့အတွက်လေးကိုပါဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ် မြမလေးဝိုင်းသီရီကျော်ရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့ပြင်းဦးလွင်သူမင်္ဂလာရက်ွက်မှနေတဲ့မရှုံးလက်တော်တာမြင့်ထေးရနေပြီးတော့ပါဝင်တောင်းဆိုပေးထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒီနေ့မှမွေးနေ့ပြင်းပြောက်ကြတဲ့ပဲခူးမျိုးကပူစာကြီးဖြူလင်တက်ခမီကပိုးကြီးမြင့်မြတ်သွင်မတရားမျိုးကမောင်လေးအောင်ခံဖြူနေပြည်တော်ကမောင်လေးရဲလင်းစိုးနဲ့ပြင်းဦးလွင်မျိုးငရဲဆောင်ရက်ွက်ကမြမလေးဝိုင်းသီရီကျော်တို့ရဲ့မွေးနေ့အတွက်ကို အမတ်တရားနေ့အစီအစဉ်အနေပြီးတော့ငွေနေ့စုမုံကောင်းလေးတောင်းစုပြုပေးကြပါရစေ။တရားပြောရှင်မွေကောင်းတဲ့ငွေနေ့ရမျက်လေးဖြစ်ပါစေ။ကြံစီသမျှအောင်မြင်ပါစေ။အလုံးကိုင်းတွေအားလုံးလည်းအဆင်ပြေပါစေလို့ငွေနေ့စုမုံကောင်းလေးတောင်းစုချွေပေးလိုက်ပါရစေ။ မတရားနေ့အစီအစဉ်အားနဲ့အခုနောက်ဆုံးဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ရန်ကုန်မော်ဘီမြို့ကတမီးလေးတဒရှင်တန်ရဲ့ဒီနေ့မှပြေးမြောက်တဲ့လင်းနှစ်ပြည့်မွေးနေ့အတွက်လေးကိုပါဝင်တောင်းဆိုပေးလာတာဖြစ်ပါတယ်။တမီးလေးတဒရှင်တန်ရဲ့ဒီနေ့မှပြေးမြောက်တဲ့မွေးနေ့အတွက်ကိုတော့ပြင်းဦးလေးမာနေတဲ့ဖို့ဖို့ဦးထွန်းလွင်ဖောဖောဒေါ်အေးအေးဝင်းတို့ကပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်ရှင်။ ဒီနေ့မှမွေးနေ့ပြင်းပြောက်တဲ့ရန်ကုန်မော်ဘီကသမီးလေးတရာရှင်တန်းရဲ့မွေးနေ့အကြွက်ကိုအမတ်တရားနေ့အစီအစဉ်ရနေပြီးတော့မွေးနေ့စုမုံကောင်းလေးတောင်းစုချွေးပေးကြမှာရှင် Happy Birthday ပါမိမိလေးရေမိသားစုအပေါ်မှာလည်းတည်တက်နားလဲပြီးတော့လှုပ်ကြွေးပြူနိုင်ပါစေအနာဂတ်မှာထုံနေတောင်ပမဲ့ကျေပွင့်လေးဖြစ်ပါစေလို့မွေးနေ့စုမုံကောင်းလေးတောင်းစုပြုပေးလိုက်ပါရနော် တ်တရားနေ့အစီအစဉ်အားနေမွေးနေ့ရှင်တွေအတွက်ပါဝင်တောင်စုပေးထားတာတွေကိုထုံတွင်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့ချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်စုပေးထားတာတွေကိုထုံတွင်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်။တွေ့စီလိုက်ဒီနေ့ပါလေလေချစ်ချင် စ်သူဆောင်တွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပန်းဝင်တောင်စုလာတဲ့ပရိသတ်ကတော့ပြင်းဥလီ DSC မှာနေတဲ့ဘိုးမူးထွန်းထွန်းစောဆရာမဒေါနနီထွန်းတမီးလင်းမေမြတ်တော်တာတို့ပဲဖြစ်ပါတယ်။သူတို့ကတော့ပူရာဦးမှာနေတဲ့ကျောင်းဦးကြီးဦးရနိုင်ထွန်းဆရာမဒေါနန်းစောသက်မွန်တို့ရဲ့ဒီနေ့မှပြင်းပြောက်တဲ့73နှစ်ပြည့်ဇာပန်ရတုမင်္ဂလာနှစ်ပတ်လည်အတွက်ကိုပန်းဝင်တောင်စုပေးထားတာဖြစ်ပါတယ်ရှင်။ မင်္ဂလာစနီးမောင်နဲ့အတွက်စကားလက်ဆောင်နေရတော့ရတုဆန်းဆန်းနှစ်ပတ်လည်တိုင်းပျော်ရွှင်စွာပေါင်းဖက်သွားနိုင်ပါစေဆိုပြီးစကားလက်ဆောင်နေပါပေးထားပါတယ်ရှင်ဒီနေ့မှနှစ်ပတ်လည်ပြည့်မြောက်ကြတဲ့မင်္ဂလာစနီးမောင်နဲ့တွင်အားလုံးပဲဒီနေ့နှစ်ပတ်လည်လေးရနေစပြီးတော့နောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေကျောင်းတော်သမီးအခက်အခဲအတားအဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြည့်ရှင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းမိလိုက်ပါတယ်ရှင် ပရိသတ်တွေအားလုံးအခုနားဆင်ခဲ့ရတဲ့အစီအစဉ်ကတော့အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါတယ်ရှင်။အမတ်တရားနေ့အစီအစဉ်ကိုနေစဉ်မနက်9:00နာရီဝန်းကျင်အချိန်တိုင်းမှာထုံးနှင်တင်ဆက်ပေးနေရဖြစ်ပါတယ်။ဒဇင်ဖွင့်ပရိသတ်တွေအားလုံးကအမတ်တရားနေ့အစီအစဉ်မှာ ကိုရဲ့ချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပအဝင်တောင်းဆိုပေးခြင်းနဲ့ဆိုရင်တော့နေ့စဉ်နေ့လယ်တနာရီကနေ့နှစ်နာရီအတွင်းဖုန်းနှမ3933 6936 3936နဲ့3998 9993 9959တို့မှာ3ရက်ကြိုတင်ပြီးတော့ပအဝင်တောင်းဆိုပေးနိုင်ပါတယ်ရှင်။နောက်ဆက်အပေးခဲ့ကြတဲ့သစဉ်ဖန်ပရိသတ်များအားလုံးပဲတရားပြွှေမွေကောင်းတဲ့နေ့လေးတစ်နေ့ဖြစ်ပါစေရှင်။